မိတ်ဆွေတို့ကောင်းကင်ဘော်ကိုမောကြည့်ပြီးကဘာကြီးရဲ့အပြင်ဘက်မှာဘာတွေရှိမလဲလို့တွေးကြည့်ဘူးလားညာကောင်းကင်ကိုမောကြည့်ရင်တိလာရဲ့လာမင်းကြီးရဲ့အကြောင်းကိုတွေးကြည့်ကြဘူးလားစံဖို့တဲ့အဖိုးအိုနဲ့ရုံငယ်လေးရဲ့အကြောင်းကိုကျွန်တော်တို့ရဲ့ကလေးဘဝအိပ်ယာဝင်ပုံမြင်နေရဲမှာတော့ခဏခဏကြားဘူးခဲ့ကြတာပါဒီလိုမျိုးကြားဘူးတာတွေကြောင့်ပဲလာပေါ်မှာတော့ဖိုးကြီးတယောက်နဲ့ရုံကလေးတစ်ကောင်နေနိုင်ရင်လူတွေရောမနေနိုင်ဘူးလားဆိုတဲ့အတွေးကကလေးဘဝရဲ့အိမ်မက်တွေတဲ့ပြင်းနှက်ခဲ့ရပါတယ်ဒီလိုအိမ်မက်တွေကိုလက်တွေလှုပ်ပြခဲ့ဖြစ်ရက်က 1969ခုနှစ်မှာ Apollo 11ဆိုတဲ့အာကာသယာဉ်ရဲ့အကြောင်းနဲ့အတူတူလက်ကဘာပေါ်ကိုလူခြေလမ်းစနိုင်ခဲ့တဲ့နီယန်စထောင်းကိုတော့လူတိုင်းသိကြမှာပါဒီတစ်ခေါက်မှာတော့ရွှေနှုတ်ကပြိတက်ကြီးတို့အတွက်ရုရှားနဲ့အမေရိကန်ရဲ့စစ်အေးတိုက်ပွဲကနေအစပြုလာခဲ့တဲ့အာကာသစူးစမ်းလေ့လာမှုအကြောင်းရုရှားနိုင်ငံရဲ့နည်းပညာတွေပေါ်အားကျပြီးနောက်ကနေအမိလိုက်ရင်ကြော်တက်ခဲ့တဲ့ NASA အကြောင်း International Space Station ဂလန်သုတေသနစင်တာမှာအလုံးလုံးနေတဲ့ဥပဒေသားတင်နဲ့အင်္ဂါဂျိုလိလာရေးရင်ဂျင်နီယိုဥဆောင်ခဲ့တဲ့ဒေါ်မီအောင်စတဲ့အာကာသနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားမှာမို့လုံးဝကိုလက်လွတ်မခံသင့်တဲ့ဗီဒီယိုလေးပါပဲပထမဆုံးအနေနဲ့အာကာသလို့ပြောလိုက်တာနဲ့ Elon Musk ရဲ့ SpaceX လုံးပြန်ရင်တွေရုပ်ရှင်တွေထဲမှာခဏခဏမြင်ဘူးနေတဲ့ NASA ကအာကာသယာဉ်ကြီးတွေ ။ဝတ်စုံပပွားကြီးတွေကိုဝတ်ပြီးအာကာသဟင်းလင်းပြင်နဲ့မျောလွင့်နေတဲ့အာကာသယင်မှုတွေကိုမြင်ပူးကြမှာပါ။ဒီလိုမျိုးအာကာသခီးလန်းကကျမတို့နဲ့မဆိုင်တဲ့အပြင်အခုဆိုရင် မားချိုပေါ်အထိပါလူသားတွေအခြေချနေထိုင်မှုကိုစဉ်းစားနေကြပါပြီ And we're going to take Doge to Mars ဒီလိုမျိုးအာကာသတွေအထိစူးစမ်းလေ့လာမှုတွေဘာလို့လုပ်ခဲ့ကြတာလဲဒီနောက်ွယ်မှာကတော့နိုင်ငံနဲ့နိုင်ငံရဲ့ပြိုင်ဆိုင်မှုကပါဝင်နေပါတယ် ဟုတ်ပါတယ်။အမေရိကန်နဲ့ရုရှားရဲ့ဝါရာချင်းပြိုင်တဲ့သွေးအေးတိုက်ပွဲတွေပါပဲ။ရူရီးယားကဘာစစ်အပြီးအမေရိကန်ရဲ့အကောင်းလာတဲ့ဒီမိုကရေစီဝါဒနဲ့အတူတူဆိုဗီယက်ယူနီယံရဲ့ကွန်မြူနစ်ဝါဒအကြားစီရေးစီးပွားရေးလူမှုရေးတွေအားလုံးပြိုင်ဆိုင်ခဲ့ကြပါတယ်။ရုပ်ရှင်တွေဝတ္ထုတွေမှာအမြဲပါနေတဲ့ခိုးဝါဆိုတဲ့စီအေးတိုက်ပွဲအကြောင်းတွေကနေအကာသစူးစမ်းလေ့လာမှုတွေကအစားပြုခဲ့တယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလား? ဟုတ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အနိဋာယုံနေကြတဲ့မှာရှင်သန်ခဲ့ကြတဲ့လူသားတွေအတွက်တော့နောက်ထပ်ကမ္ဘာစစ်ပွဲတစ်ခုဆိုတာကိုမကြုံကျင်ကြတော့ပါဘူး။ဒါပေမဲ့ဝါဒတွေမတူကြတဲ့ဒီနိုင်ငံကတော့တယောက်နဲ့တယောက်ကျူးကျော်စင်မဆွေးနွေးရဘူးဆိုရင်သူတို့ရဲ့အတ္တဝါဒတွေကိုဘလို့ပြိုင်ကြမလဲဆိုတာကိုအမြဲတွေးနေခဲ့ကြတာပါ။ဒီလိုကိစ္စတွေရဲ့အဖြေကတော့အာကာသနဲ့ချေပွဲပါပဲ။ပြိုင်ဆိုင်မှုတွေရှိနေမှသာတိုးတက်တဲ့အနာဂတ်ကိုတိဆောက်နိုင်မယ်ဆိုတဲ့စကားကဒီနေရာမှာတော့မှန်နေပြန်ပါတယ်။ 1958ခုနှစ်မှာရုရှားနိုင်ငံရဲ့ Sputnik 1ဆိုတဲ့ဂြိုလ်တုကိုကမ္ဘာမြေရဲ့ပတ်လန်းချောင်းအပေါ်လွှတ်တင်ပြခဲ့ပြီးအာကာသရဲ့တကားချက်ကိုဖွင့်လှစ်ပြခဲ့တာပါဒီဂြိုလ်တုကတော့ကမ္ဘာမြေပတ်လန်းချောင်းမှာပထမဆုံးလေပတ်နိုင်ခဲ့တဲ့ဂြိုလ်တုတစ်ခုအနေနဲ့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဒီဖြစ်ရပ်ကတော့အရာရာမှာရှေ့ရောက်ပါတယ်ဆိုတဲ့အမေရိကန်လင်းယုံတွေကိုဖျက်ရိုက်ချလိုက်တဲ့ရုရှားဝန်ဝင်တွေရဲ့လှုပ်ရက်ပါပဲ 1958ခုနှစ်ထဲမှာပဲရုရှားနိုင်ငံရဲ့ဒုတိယအာကာသဒုံးပျံယင်ဖြစ်တဲ့ Sputnik 2မှာ Laika ဆိုတဲ့ခွေးတစ်ကောင်ကိုထည့်ပြီးအာကာသထဲကိုဆီလွတ်ပြခဲ့တာပါ Laika ဆိုတဲ့ခွေးမလေးဟာအာကာသထဲကိုရောက်ပြီးနိုင်ပိုင်းအတွင်းမှာတည်ဆုံသွားခဲ့ပြီးမြင်သူကကဘာပေါ်မှာပထမဆုံးအာကာသထဲကိုရောက်တဲ့တက်ရှိတစ်ကောင်ဖြစ်ခဲ့ရတာပါဒီဖြစ်ရက်က လူသားတွေအတွက်မိုးကုတ်ဆော်ဝိုင်းရဲ့အဆုံးကိုတက်ရှိတွေသွာလာခွင့်ရမယ်အခွင့်အရေးအတွက်ခြေတလန်းအစားပြုလိုက်ခြင်းပါပဲဒီလိုမျိုးဆိုဗီယက်တွေရဲ့ရှေ့ရောက်နေတဲ့နှိပညာတွေကိုအမိလိုက်ဖို့ကြိုးစားနေတဲ့အမေရိကန်နိုင်ငံက1958ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာပဲ Vanguard TV3 ကိုလွှတ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်ဒီဒုံးမြတ်ရဲ့လွှတ်တင်တဲ့ကိစ္စကိုတတိုင်းပြည်လုံးကြည့်ရှုနိုင်အောင် TV ဌာနတွေကနေလည်းဒါရိုက်ထုတ်လွှင့်ခဲ့ပါတယ် ဒီကိစ္စကိုတတိုင်းပြည်လုံးကသာမကတကဘာလုံးကစိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ပေမဲ့အဖြစ်ပြက်တွေကထင်သလိုဖြစ်မလာခဲ့ပါဘူး။ Vanguard TV3 ဟာမြေပြင်ပေါ်ကနေပီအနှဲငယ်လောက်ပဲပြန်တက်နိုင်ခဲ့ပြီးအောက်ကိုပြန်လည်ပြုတ်ကျခဲ့ရတာပါ။ဒီလိုအရှက်တကွဲဖြစ်ခဲ့ရတာတွေကဆိုဗီယက်ယူနီယံအတွက်လောင်ရည်စရာဖြစ်ခဲ့ရတာပါ။ UN အစည်းအဝေးမှာအမေရိကန်နိုင်ငံကိုအကူအညီအထောက်ပံ့တွေပေးရမလားဆိုပြီးလူသိရှင်ကြားလောင်ရည်ခဲ့တာပါ။ ဒေါသမီးဝုန်ကျသွားတဲ့အမေကန်အတွက်တော့အောင်တက်တက်နဲ့ကြိတ်ခံခဲ့ရတာပေါ့ဝမ်ဝမ်ကြီးရဲ့တိမ်ငက်အပေါ်နောက်ထပ်ထိုးနှက်ချက်တစ်ခုကတော့ယူရီဂါဂါရင်ပါပဲသူကတော့ဆိုဗီယက်ယူနီယံရဲ့ဘော့စတော1နဲ့အတူတူအကာတာရဲကိုပထမဆုံးရောက်ခဲ့တဲ့လူသားတစ်ယောက်ပါ1962ခုနှစ်ဧပြီလမှာ အာကာသကိုလူသားတွေအခြေချနိုင်ခဲ့တဲ့ဆိုပြီးကြီးညာခဲ့တဲ့ဆိုဗီယက်တွေရဲ့လုံရက်နောက်မှာအမေရိကန်ရဲ့သမတဖြစ်တဲ့ဂျွန်အက်ဖ်ကနေဒီကစိတ်ကူးရင်ဆန်ဆန်အတွေ့တစ်ခုကိုချပြခဲ့ပါတယ်။ရှေ့လာမဲ့ဆယ်စုနှစ်ထဲမှာပဲလူသားတွေကလက်ကပါပေါ်ကိုအခြေချနိုင်ရမယ်။ပြီးတော့အာကာသရင်မှုတွေအလုံးအောင်အောင်မြင်မြင်နဲ့ပဲကပါကိုပြန်လာနိုင်ရမယ်ဆိုပြီးအမေရိကန်ညီလာခံမှာအဆိုတင်သွင်းရင်းနဲ့စတင်ခဲ့တာပါ။ဒီလိုကြုံဝါမှုမျိုးကလူသားသမိုင်းအတွက်အရေးပါတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာပေါင်းများစွာယင်းနှီးမြှုပ်နှံခဲ့ကြပြီး NASA ရဲ့ Apollo ခီးစဉ်စတင်ခဲ့ကြတာပေါ့1963ခုနှစ်မှာတော့ Boston စစ်နဲ့အာကာသပလန်းချောင်းနဲ့မှာ၃ရက်တိတိနေခဲ့တဲ့ကမ္ဘာပထမဆုံးအမျိုးသမီးကတော့ Valentina Tereshkova ပါပဲဒီလိုမျိုးရုရှားရဲ့အောင်မြင်မှုတွေထဲမှာ1966ခုနှစ်မှာဖြစ်ခဲ့တဲ့လက္ခဏာပေါ်ပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ Luna 9ဆိုတဲ့အာကာသယာဉ်လေးပါဝင်နေပါတယ် လာဘော်ကိုအခြေချပြီးကဘာကိုဓာတ်ပုံတွေပြန်ပို့နိုင်ခဲ့တဲ့ဒီခီးစဉ်ဟာအမေရိကန်တွေရဲ့စာပေယာဝမ်းထက်ကိုပိုပြီးစောနေခဲ့တာပါဒီလိုမျိုးအာဂါတခီးစဉ်တွေတိုင်းမှာရှေ့ရကြိုရောက်ခဲ့တဲ့ဆိုဗီယက်ယူနီယံကိုအမေရိကန်တွေနောက်ချခြံနိုင်ခဲ့တဲ့အဖြစ်အပျက်ကတော့1969ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ် လူသားတစ်ယောက်အတွက်သင်းငယ်တဲ့ခြေလမ်းတစ်ခုဆိုပေမဲ့လူသားတစ်မျိုးနွယ်လုံးအတွက်တော့ကြီးမားတဲ့အရေးတစ်ခုဖြစ်ပါတယ်။ Apollo 11နဲ့လကဘာစီကိုသွားတဲ့ခြေလမ်းကတော့အဆင်ပြေပြေပြီးခဲ့တာတော့မဟုတ်ပါဘူး။အဆင်းအတက်နှစ်ခုစလုံးအခက်အခဲတွေအများကြီးကိုရင်ဆိုင်ခဲ့ရပြီးကမ္ဘာမြေပေါ်ကိုပြန်ဆင်းသက်တဲ့အချိန်မှာဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်တမတနစ်စင်ကိုယ်တိုင်ကမိန်ကုံးနှမျိုးပြင်ဆင်ထားရတာပါ။ကမ္ဘာမြေကနေအာကာသစီသွားရလမ်းဟာအခက်အခဲအတားအဆီးတွေအများကြီးရှိပြီး လွဲချော်မှုတိတိလေးတစ်ခုက ခီးစဉ်တစ်ခုလုံးကိုပျက်စီးစေနိုင်ပါတယ်။ကဘာပေါ်ကနေအာကာသတဲကိုခြေဆန့်ခဲ့ကြတဲ့ဒီခီးလန်းကအမြဲအောင်မြင်မှုတွေနဲ့ကြီးခီးဆက်ခဲ့ကြတာမဟုတ်ပါဘူး။အမေရိကန်ရောရုရှားပါနှစ်ဖွဲ့ပေါင်းတေဆုံမှု22ဦးအထိရှိပြီးအပြန်ခီးလန်းမှာဆက်ချွင်ခဲ့တဲ့ Soyuz 11ရဲ့ဖြစ်စဉ်မျိုးတွေ NASA ရဲ့1986ခုနှစ်မှာဖြစ်ခဲ့တဲ့ Space Shuttle Challenger လို့အဖြစ်ဆိုးတွေကအများကြီးရှိနေခဲ့တာပါ။စကားမဆက်ဒီလိုအာကာသခီးစဉ်တွေကိုအကောင့်ထည့်ဖော်ခဲ့တဲ့နှစ်ယောက်မရှိတဲ့ Elon Musk ရဲ့အက ြောင်းတွေကိုလည်းကျမတို့ရဲ့ရွှေနှုတ် application ထဲမှာဝင်ရောက်ဖတ်ရှုနိုင်ပြီးအာကာသတဲကိုခီးစက်ဖို့စိတ်ကူးတွေအပြင် Tesla, PayPal စတဲ့ကုမ္ပဏီတွေကိုလည်းအာဝင်မြင်တည်ထောင်နိုင်ခဲ့တဲ့သူအကြောင်းကတော့စိတ်ဝင်စားဖို့အရန်ကောင်းတာမျိုးတွားရောက်ဖတ်ရှုကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပြန်ဆက်ရရင်တော့လက်ကမ္ဘာပေါ်ကိုခြေချနိုင်မှုနဲ့အတူတူဆိုဗီယက်ယူနီယံကိုနောက်ချခြံထားနိုင်ခဲ့တဲ့အမေရိကန်ကတော့သူ့ရဲ့ Apollo mission ကိုဆက်ပြီးလှုပ်ဆောင်ခဲ့ပြီးအမေရိကန်လူမျိုး12ဦးတိတိလက်ပေါ်ကိုခြေချနိုင်ခဲ့တာပါ။ မိတ်ဆွေတို့ကိုပြောပြခြင်းနဲ့အံဩစရာအချက်ကတော့ဒီလိုမျိုးလဘော်ကိုလူသားတွေခြေချခဲ့တဲ့ဖြစ်ရက်ကတကဘာလုံးမှာ12ယောက်ပဲရှိခဲ့ပြီးအဲ့ဒီ12ယောက်လုံးကလည်းအမေရိကန်နိုင်ငံသားတွေကြီးပါပဲဒီလိုမျိုးအမေရိကန်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုနောက်ွယ်ရနေလှုပ်ဆောင်ပေးနေတဲ့ NASA အကြောင်းကလည်းမပါမဖြစ်ပါပဲအာကာသယာဉ်တစ်စီးရဲ့လုပ်ငန်းဆောင်တာတွေအားလုံးကိုစကန်နဲ့မျှစောင့်ကြည့်အကဲဖြတ်တဲ့နေရာမှာမကပဲ။ ကဘာမြင်နဲ့မတူတဲ့နေရာတွေအတွက်တွက်ချမ်းမှုတွေပေါင်းစုံနဲ့အာကာသဆိုတဲ့အရာမှာ အမြဲလိလနိုင်စားနေတဲ့သူတွေအတွက်တော့ NASA ကအဆုံးသက်ပန်းလိုက်တစ်ခုဖြစ်ခဲ့ရတာပါအခုလက်ရှိအချိန်ထိ NASA မှာလူပေါင်း18000လောက်အလုပ်လုပ်နေကြပြီးမားချိုပေါ်ကိုခီးဆက်မဲ့အကြောင်းတွေလက်ကဘာပေါ်ကိုပြန်ခြေချမဲ့အကြောင်းတွေကိုဆက်ပြီးလေ့လာနေကြတာပါဒီလိုမျိုးနယ်မြေအသစ်ကိုစူးစမ်းလေ့လာတဲ့ကိစ္စမှာကျမတို့မြန်မာနိုင်ငံကပညာရှင်နှစ်ယောက်လည်းပါဝင်နေပါတယ် ထမတစ်ယောက်ကတော့ဒေါက်တာပရိသာရင်ဖြစ်ပါတယ်။သူဟာရန်ကုန်တက္ကသိုလ်မှာယူပဗေဒအထူးပြု MSc ပွဲရခဲ့ပြီးအမေရိကန်ပြည်ထောင်စု Western Illinois University ကနေ MS ပွဲ၊ University of Missouri ကနေယူပဗေဒအထူးပြု PhD ပွဲတို့ကိုရရှိထားတဲ့သူဖြစ်ပြီး NASA ရဲ့ Glenn Research Center မှာ Liquid Crystal Facility နဲ့ပတ်သက်ပြီးသူတည်တနာပြုလုပ်နေတာပါ။ဒေါက်တာပရိသာရင်ကပြီးခဲ့တဲ့2018ခုနှစ်တုန်းက Snoopy Saver Award ကိုရရှိထားတဲ့သူပဲဖြစ်ပါတယ်။ တသက်မှာတခါရဲ့ပေးတဲ့တီဆူဟာအာဂတရင်မှုတွေဘေကင်းကင်းနဲ့အာဂတဆူဆန်းလီလာကြီးတွေကိုကောင်းကောင်းလှုပ်ဆောင်နိုင်အောင်လို့နောက်ွယ်ကပံမိုးကူညီပေးနေတဲ့သူတွေကိုချီးမြှင့်နေစုပါကျမတို့မြန်မာနိုင်ငံကအာဂတပညာပိုင်းနဲ့ပတ်သက်ရင်နောက်ကျကျန်နေကြတဲ့ကိစ္စတွေအများကြီးရှိပါတယ်အိန္ဒိယချင်းဖြစ်တဲ့အိန္ဒိယနိုင်ငံကမတ်စယူဘောကိုခြေချနေနိုင်တဲ့အချိန်ကျမတို့ကဒီဝဲထဲမှာလဲနေတုံးပါဒီလိုမျိုးအာကာသအတွက်မြန်မာနိုင်ငံအနေနဲ့ပါဝင်နိုင်မှုအတွက်ကို ဒေါက်တာပရိတာရင်ကအင်တာဗျူးတစ်ခုမှာဖြေထားပေးပါသေးတယ်။ရှိလာမယ့်နှစ်တွေမှာအင်္ဂါဂျူဘော်ကိုလူသားတွေလိလာနိုင်မဲ့ခီးစဉ်တွေကလည်းအများကြီးရှိနေပြီးတော့ဒီလိုနှစ်နဲ့ချီကြာမဲ့အစီအစဉ်မှာကျွန်တော်တို့နိုင်ငံလိုစိုက်ပျိုးရေးအထူးကထားလုပ်တဲ့နိုင်ငံအတွက်လည်းဒီအရွေးမှာပါဝင်ဆင်နွှဲနိုင်တယ်ဆိုပြီးပြောထားပါသေးတယ်။ နောက်15နှစ်အနည်း20လို့ဆိုလို့ရှိလို့ရှိရင်အင်္ဂါဂျိုဘုံလူသွားရအောင်စံ8တီစီဘုံနေနဲ့တဲသွားလို့မရအောင်ခါကြတော့စိုက်ပျိုးရေးတုတေသနအများကြီးပါလာပါပြီအဲ့တော့ဗမာပြည်ကစိုက်ပျိုးရေးအခြေခံတဲ့ဟာဆိုလို့ရှိရင်ဆိုင်ပြည့်တုတေသနလိုနေရာမျိုးမှာလည်းအများကြီးတုတေသနလုပ်လို့ရပါတယ်။နောက်ထပ်တစ်ယောက်ကတော့မတ်ဂျိုဘောကိုလိလာရေးခီးစဉ်ကြီးအကောင်းဆုံးလုပ်နိုင်မှုအတွက်ရဟတ်ရင်အသေးစားကိုတည်ထင်ခဲ့ပြီးမတ်ဂျိုဘောမှာအအောင်မြင်မြန်ဆန်းသက်နိုင်ခဲ့တဲ့နာစာသိပ္ပံပညာရှင်ဒေါ်မီမီအောင်ပါ။ သူတီထွင်ခဲ့တဲ့ဂျင်နီဆိုတဲ့ရဟတ်ရင်အသေးစားလေးက2020ခုနှစ်မှာလွတ်တင်ခဲ့ပြီးပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလထဲမှာ Mars ဂျိုဘော်ကိုဆင်းသက်နိုင်ခဲ့ပြီးလိလာမှုပေါင်း1000ကျော်ကိုလုံနိုင်ခဲ့ပါတယ်။ဒီလိုမျိုးနိုင်ငံတကာကလူမျိုးတွေနဲ့အတူတူရင်မောင်တန်းလုံနိုင်ခဲ့တာတွေကကျမတို့အတွက်ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ။ဒီလိုလူသားတွေရဲ့လလန်းမမီနိုင်သေးတဲ့နေရာတွေစီကိုစူးစမ်းလိလာမှုတွေကရှိလာမဲ့နှစ်တွေမှာပုံမှန်များပြားလာအောင်မှာဖြစ်ပြီး ိတ်မကြခင်နှစ်တွေမှာမားဂျူတွေမကပဲအခြားဂျူတွေအများကြီးကိုလိလမှုတွေဆက်ပြီးလှုပ်သွားကြအောင်ပါမို့ကျမတို့မြန်မာနိုင်ငံအနေနဲ့လည်းအခုလက်ရှိအနေအထားမှာမဖြစ်နိုင်ခဲ့ရင်တောင်ရှိလာမယ့်အနာဂတ်သင်းတဲ့အတူတူဒီခီးမှာအတူတူပါဝင်ဆင်နွှဲခွင့်ရဖို့မျှော်လင့်မိပါတယ်ဒီတစ်ခေါက်ဗီဒီယိုလေးတွေကနေဒီအချက်လေးတွေကိုတော့သင်ခန်းစာရလိုက်မိပါတယ် ပြိုင်ဆိုင်မှုတွေရှိမှသာတိုးတက်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ်။အာကာသဆိုတဲ့အရာကတခູ່လွဲချော်သွားတာနဲ့ပြန်လဲမရှိတဲ့သီလန်းခီးကိုချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။နှစ်နဲ့ချီကြာနိုင်တဲ့အာကာသလေးလာရေးခီးတွေမှာဒုံးပြန့်ရင်ထဲမှာတင်စိုက်ပျိုးရေးပညာတွေကိုအကျိုးရှိရှိအသုံးချလို့ရနိုင်တယ်။ ဆိုတော့ရှင်းလာမဲ့ဗီဒီယိုတွေမှာရရွှေနှုတ်ကိုအားပေးနေတဲ့မိတ်ဆွေတို့အတွက်ဘလို့အကြောင်းအရာမျိုးတွေကိုပြောင်းဝေပေးစေချင်လဲဆိုတာကွန်မန့်မှာရေးသွားဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်